အလုံးမွေးမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့အော်တိုဘားလာ၁၇ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မကရစ္စတယ်ကတင်ဆက်ပေးပါရုံနဲ့ရှင်။ဒီနေ့အတွက်ထူးခြားသတင်းတွေနဲ့စစ်တပ်ရွေးကောက်ပွဲစောက်ကြည့်မကြည့်လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးဆုံးဖြတ်မယ့်သတင်း။ကပ္ပစာဆက်ယုံနေတိန်းနိုင်ရန်ကြောင်းပွင့်နိုင်တဲ့နေရီကန်ပြူဟာကိုအေအပိသက်ထိုးစစ်စစ်တဲ့တဲ့ ဆင်းဆူကင်မုံတိုက်ခိုက်ခံရပြီးနောက်ဂျီဝမ်အစင်တီပဲခူးရှည်တန်းကိုလွတ်လိုက်တဲ့စစ်တပ်ဆိုတဲ့တဲ့တော်လိုင်းရေးကိုအသွေးတင်တဲ့ဗျူဟာတွေထက်ချဲဖို့ပြောလာတဲ့တအန်တက်ကောင်းဆောင်ဆိုတဲ့တဲ့မဲဆင်အမားတွေအကြောင်းထုတ်ပြောလာတဲ့စစ်ကော်မရှင်လာဝကဝင်းကြီးဆိုတဲ့တဲ့တကယ်ပဲဂါဇာစစ်ပွဲရပ်တန့်ပြီးတမိုင်းမှာကြံရည်ခဲ့လေတော့မလားဆိုတော့အဲ့လိုတနေ့တာအထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ဒီကနေ့ညပိုင်းမှာရထားတဲ့ထိတ်တန်းသတင်းတွေနဲ့ပြည်တွင်းသတင်းတွေကိုအရင်ဆုံးပြပြပါမယ်။ စစ်တပ်ရေးကားပွဲစောက်ကြည့်မကြည့်လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးဆုံးဖြတ်မယ့်သတင်းကို ပထမအဆုံးတင်ဆက်ပေးမှာပါစစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်မှာလှုပ်ဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲအတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုစောက်ကြည့်သူတွေလာဖို့ဖိတ်ခေါ်ထားတယ်လို့သတင်းရရှိပါတယ်ဒီပိတ်ကြားမှုနဲ့ပတ်သက်လို့စောက်ကြည့်သူတွေကိုလွတ်တင်မလွတ်တင်ဆိုတာနဲ့ပတ်သက်ပြီးအခုအော်တိုဘာလနောက်ပိုင်းမှာပြုလုပ်မယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးကြမယ်လို့မလေးရှားနိုင်ငံသားရဲ့ ွန်ကြီးဌာနကပြောပါတယ်။ရေကဝင်စောက်ကြည့်သူတွေလာပို့ဖို့ဖိတ်စာကိုအာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးစီကိုပေးပို့ခဲ့တာလို့မလေးရှားဝင်ကြီးဌာနကအောက်တိုဘာ10ရက်မနေ့ကကြေညာချက်ထုတ်ပြန်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးကအာဆီယံအဖွဲ့ဝင်နိုင်ငံတွေစီကိုရေကဝင်စောက်ကြည့်သူတွေပေးပို့ဖို့ဖိတ်ခေါ်တာကိုသတိပြုမိပါတယ်။မလေးရှားအတွက်ကတော့အဲ့ဒီဖိတ်စာကိုမလေးရှားရေကောက်ပွဲကော်မရှင်ကိုလိမ့်ငူပြီးပို့ခဲ့တာပါလို့ပြောထားပါတယ်။အာနာဒေ င်းစစ်တပ်လုံးမဲ့အငင်းပွားပွဲရရွေးကောက်ပွဲအတွက်မလေးရှားကစောင့်ကြည့်ရေးအဖွဲ့တွေပို့မယ်လို့စစ်ကောင်ရှင်ဘက်ကပေးခဲ့တဲ့တောက်ကြနဲ့အော်တိုဘာ၁၀ကလီဆယ်ဖော်ပြခဲ့ပေမဲ့မင်းအွန်လိုင်းနဲ့မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးတို့နေပြည်တော်မှာတွေ့ဆုံပြီးထုတ်ပြန်တဲ့မလေးရှားဝင်ကြီးဌာနရဲ့စင်ညာချက်မှာတော့အဲ့ဒါကိုညှိညွန်းပြောဆိုထားတာမရှိပါဘူးဝေဖန်သူတွေနဲ့အနောက်နိုင်ငံအတော်များများကတော့ဒီရေးကောက်ပွဲကိုစစ်တပ်စောထောင်းနောက်ခံပြုထားတဲ့နိုင်ငံရေးပါတီတွေကတဆင်စေအုပ်ချုပ်ရေးက ိုတရားဝင်ဖြစ်အောင်လုပ်ဖို့စီစဉ်ထားတဲ့အတူရောင်လုပ်ရအဖြစ်ပဲမြင်ကြပါတယ်စစ်တပ်ရွေးကောက်ပွဲအတွက်စည်ရင်တင်ထားတဲ့နိုင်ငံရေးပါတီ58ခုရှိပြီးအဲ့ဒီထဲက6ခုကသာနိုင်ငံတော်ဝင်ရောက်ရှင်မြိုင်မှုစီစဉ်ထားတယ်လို့စစ်ကော်မရှင်ခန့်ရွေးကော်ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးမိုဟာမက်ရဲ့ခီးစင်နဲ့ပတ်သက်ပြီးမလေးရှားအမတ်တွေကရှင်းချက်ထုတ်ပေးဖို့နဲ့စစ်ကောင်ရှင်ရွေးကောက်ပွဲကို မလိုက်ရောဖို့မနေ့ကလက်မှတ်ထိုးတောင်းဆိုထားကြပါတယ်။ ဆက်လက်ပြီးကပ္ပစဆက်ယုံနေတိမ့်နိုင်ရေးလမ်းကြောင်းပွင့်နိုင်တဲ့နေရီကံဗျူဟာကိုအပိတက်ထိုးစစ်စင်နေတဲ့အေနဲ့မဟာမိတ်တွေအကြောင်းကိုပြောပြပါောင်းမယ်ချက်ခိုင်းနဲ့မဝေးတိုင်းကိုဆက်တွေ့ထားတဲ့အမ်ဘရန်လမ်းဘော်ကစစ်ကောင်ရှင်ရဲ့နေရီကန်ဗျူဟာကုန်းစကန်ကိုအရကတက်တော်အေးနဲ့ပူပေါင်းတက်တွေကအပိတက်ထိုးစစ်စနေပြီးတော့တရင်ရရှိပါတယ်။ဖေဖော်ဝါရီလတဲ့ကတော်လိုင်းတက်တွေ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတယ်။အထက်ကစကန်ကုန်းကြီးကိုရှစ်လာတဲ့အယောက်မှတိမ့်နိုင်မှု အခွင့်ရေးတွေပေါ်လာနေပြီလို့လည်းမြေပြင်စစ်ရေးတရင်မြစ်တွေကတရင်စကားပါပါတယ်။စစ်ကောင်ရှင်ဘက်ကလေကြောင်းလက်နက်ကြီးပစ်ကူတွေနဲ့အပြင်းထန်ခုခံနေပေမဲ့တော်လိုင်းတပောင်စုရဲ့ထိုးစစ်ကြောင့်တပ်သားတွေစတင်ထွက်ပြေးနေကြပြီလို့လည်း အင်းနဲ့ပူပေါင်းတက်တွေအနေနဲ့နေအကံပြူဟာကုန်းဆုံရှုံနာနဲ့တပြိုင်နက်ပသိမ်မုံရလမ်းပေါ်ကိုခြေချနိုင်မှာဖြစ်ပြီးစစ်တပ်ရဲ့အသက်သွေးကြောဖြစ်တဲ့ဆီလနန်ထုတ်လို့ရေးဆယုံကဖဆစကန်တွေကိုထိုးစစ်ဆင်နိုင်မယ်အခွင့်အရေးလည်းရရှိသွားနိုင်တယ်လို့တော်လိုင်းရဲဘော်တွေကတက်ဆထားကြပါတယ် ဖြူဟာမြောက်စကန်ဖြစ်တဲ့နေကန်ဖြူဟာရဲ့တာကင်စကန်ကြီးဖြစ်တဲ့ MPT တာဝါတိုင်ကိုကိုမက်စလာမှာတည်ယူနိုင်ခဲ့ပြီးနောက်မက်စလာ28ရဲ့ငလင်းချောင်းအရိကထုတ်စီကိုခိတရက်တန်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်လာနေချီကြရက်တန်ထားခဲ့တဲ့ဒိုးစီကိုပြန်လည်မြင့်တင်ခဲ့ပြီးနောက်စက်တင်ဘာနဲ့လက်ရှိအော်တိုဘာလဇန်ပိုင်းကာလတွေမှာကုတ်ဂျီစကန်နဲ့ဖိုက်တာခုံးလုံးအဓိကကာကင်စကန်တွေကို တော်လိုင်းတက်တွေကထပ်မံသိမ်းပိုင်နိုင်ခဲ့တယ်လို့သိထားရပါတယ် နေရီကန်ဗျူဟာကိုပင်9000ကျော်မြင့်တဲ့နေရီကန်တောင်ပေါ်မှာအမြောင်းနဲ့ရေဒါပါတဲ့လေကြောင်းရန်ကာကွယ်စခန်းတွေနဲ့အခိုင်အမာတိစောက်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ရခိုင်ပင်နယ်အတွင်းမှာတာမကဆက်ဆက်ဒေသတွေမှာအစွမ်းပြနေတဲ့အေအေဥဆောင်တဲ့တော်လိုင်းတက်တွေရဲ့ထိုးစစ်ကိုစစ်တပ်ကမခုခံနိုင်မဲ့စခန်းတွေစက်တိုက်အဆုံးရှုံးနေရတာဖြစ်ပါတယ်။နောက်ထပ်ပြောပြချင်တာကတော့စေယုတ်စုကင်မွန်တိုက်ခိုက်ခံရပြီးနောက်စစ်တပ်ကဂျီဝမ်အဆင့်ထိပဲခူးရှည်တန်းကိုလွတ်လိုက်တဲ့တဲ့ရင်ဖြစ်ပါတယ်။ ပဲခူးတိုင်းနတလင်းမြို့နယ်အတွင်းရှိပူစောတိရွာနာမှာဆေးဥစုကင်မုံတိုက်ခိုက်ခံရပြီးနောက်ဒူပူမှုကြီးဂျီဝမ်အစစ်နဲ့အတူအင်အားထပ်တိုးလိုက်တယ်လို့သတင်းရရှိပါရယ်။အောက်တိုဘာ10ရက်မင်းည10နိုင်ခွဲလောက်မှာစဲကံပြူရထိပ်မှာအင်အား30ခန်းနဲ့ကင်မုံဝင်နေတဲ့ဆေးဥစုဝင်လူကိုတိုက်ခတ်တိုက်ခိုက်ခဲ့တယ်လို့တာယာဝတီခရိုင်တရင်383တက်ခွဲလေးမမ Revolution Army အဖွဲ့အစည်းကတီးရပါရယ်။ မနေ့ကနေ့လယ်ပိုင်းမှာအင်အားတရာဝင်းချင်ရှိစေုံစုဟာဆဲကန်ရွာမှာဆိုင်ကယ်တွေကိုဆစ်ဆင်းနေခဲ့ကြပြီးညနေပိုင်းမှာသူတို့အထိုင်စာတက်ဆွဲထားတဲ့ပြင်ပုံပြူစောတိရွာကိုပြန်ဆုတ်သွားတယ်လို့ဆိုပါတယ်။ညကကျွန်တော်တို့တပ်ဖွဲ့ကရဲဘော်တွေပကင်းလှဲတော့ဆဲကန်ရွာအနာမှာစခပြင်ပုံငယ်တွေ့တယ်။ လခတာနေတော့ကျွန်တော်တို့ဘက်ကလည်းမီးမထိုးပဲသွားရလေသူတို့ကင်မော်ဝစ်တဲ့အထက်ကနေမီးအောင်မြင်လိုက်တာနဲ့ကျွန်တော်တို့ဘက်ကစပြစ်ခဲ့ပါတယ်သူတို့ကလည်းနတ်နတ်ငယ်တွေနဲ့ပြစ်တယ်50မမနဲ့ပြစ်ပေမဲ့မကွဲဘူးပြလို့ဗမာ Revolution Army တက်ခွဲမှုရဲဘော်လက်ရာက ပြောပါတယ်ဆေးဥစုဝင်တွေထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့ PDF ရဲဘော်တွေယူဆထားတယ်စစ်တပ်ကင်မွန်တိုက်ခိုက်ခံရပြီးဒီနေ့မနက်ပိုင်းမှာပြင်မုံဖြူရွာကို ဒုတိယဗိုလ်မှူးကြီးချီဝမ်အစင်းရောက်လာတယ်လို့သိရှိရပါတယ် ဖြစ်ပုံပြူဝါတရွာလုံးဟာစစ်တပ်လက်အောက်ခံပြူစောတိတွေဖြစ်ပြီးလက်နက်အပြည့်စုံတပ်ဆင်ပေးခံထားရတဲ့အင်အား80နဲ့100ကျားရှိနေကြတာကိုဒီနေ့မနက်ပိုင်းမှာနောက်ထပ်အင်အား200လောက်ထပ်တိုးထားတယ်လို့ဒေသတွင်းကာကွယ်အဖွဲ့တွေစီကလည်းသိရပါတယ်စေကံရွာကတော့ဆေးဥစုဝင်နေအမြဲဝင်ထွက်သွားလာနေတဲ့နေရာဖြစ်ပြီးပြင်ပုံပြူရွာနဲ့မိုင်ဝက်တာဝေးတယ်လို့သိရပါတယ်။ဆက်လက်ပြပြပေးမှကတော့တော်ရင်ကိုအသွေးသစ်နဲ့ပြူရွာတွေထက်ချဲဖို့တအန်းတက်က ောင်းဆောင်ပြောလာတဲ့အကြောင်းမှာရှမ်းပြည်မြောက်ပိုင်းကအတိတ်ကမြို့ကြီးတွေဖြစ်တဲ့နောင်ဆုံနဲ့ကြောင်မဲတို့ကိုလက်လို့ခရပြီးနောက်ပလောင်ပင်နဲ့လုံမြောက်ရေးတအူ PSLF TNN ရဲ့ခေါင်းဆောင်တအူဖြစ်တဲ့တားပုံးကျော်ကတော်လန်ရေးကိုအသွေးသစ်နဲ့ဖြူရင်ထက်ချဲဖို့ပြောကြားလိုက်ပါတယ်။ဒီနေ့မနေ့အစောပိုင်း2:45မိနစ်မှာစစ်လို့အကောင်းဆုံးတက်ရေးသားထားတဲ့ဘုံမှုကျော်တားပုံးကျော်ရဲ့စာရဲမှာအခုလိုထက်တင်ရေးသားထားတာပါ။စစ် ကျန်းတန်းတဲ့ရိုင်းဆိုင်နဲ့ဒီစစ်ကြီးတဲမှာမတည်သေးပဲရှင်သန်ကြနေတဲ့တို့တွေအားမွေအသွေးတနဲ့ URL ထပ်ဆဲကြတာပေါ့လို့ PSL TNN ရဲ့အထွေထွေအတွင်းမူလဲဖြစ်သူကရေးသားပြောဆိုထားပါတယ်။ငါတို့ကတော်လရင်ကိုရွေးတော့တော်လရင်ကငါတို့တွေကို ပြန်ရွေးချယ်တာလေဆိုပြီးဖုံးကြော်လက်ဖက်မြေလို့ကလောင်နမဲတက်ရေးဖွဲ့ချတာတွေ့ရပါတယ်။ PSLF တင်ရတယ်ဟာတရုတ်ရဲ့ဖိအားပေးချင်းချောက်မှုတွေရှိနေတဲ့ကြားကအာခမ်မီဆီအိုစုနဲ့၃ချိန်တွေ့ဆုံမှုအတွင်းအတင်းကျပ်တောင်းဆိုခဲ့တဲ့ မြို့ငါးကိုပေါ်ပြန်မပေးခဲ့ပါဘူး။ဒါပေမဲ့ဇူလိုင်16ရက်နေ့နဲ့အောက်တိုဘာ၁ရက်နေ့တို့မှာမန္တလေးလာရှိုးလမ်းမကြီးပေါ်မှာတရှိပြီးမဟာဗျူဟာကြတဲ့နောင်စုံနဲ့အကြောင်းမဲမျိုးတွေကိုစစ်တပ်ထံပြန်လည်လက်လုပ်ပေးခဲ့ရပါတယ်။ ကြောင်မဲမျိုးကိုစစ်တပ်ကပြန်ရပြီးနောက်ပိုင်းတင်းနယ်ထိန်းချုပ်ထားတဲ့ကြံစဲမျိုးတွေကတီဘောနံပါတ်2မိုင်းငော့ မိုင်လုံးမူမိန်နဲ့မိုးကုတ်မြို့တွေကိုလက်ချောင်းကနေနေတိုင်းဘုံးဆဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ဒါကြောင့်အရသာတိကြိုက်တည်ဆောက်မှုတွေဒါစင်နဲ့ချီပြီးရှိနေတယ်လို့တေတာခံပြီးသူတွေရဲ့အိုးရင်စီစဉ်တွေအများအပြားလဲပြက်စီဆုံးရှုံးနေရတယ်လို့ဘုံထံကြောင့်လို့တင်းရှောင်နေရသူတွေလဲတောင်းနေချီရှိနေလို့ PSLF TNN တွေရဲ့ထုတ်ပြန်ထားချက်တွေအရသိရှိရပါတယ်။ပြည်တွင်းတွေကနောက်ဆုံးသတင်းအနေနဲ့မင်းစင်အမရရဲ့အကြောင်းထုတ်ပြောလာတယ်။စစ်ကောင်ရှင်လောက်ဝကဝင်စီ un à မဲဆင်းမာတယ်ဆိုပြီးအာနာတင်ထားတဲ့စစ်ကောင်ရှင်ရဲ့ပထမအကြိမ်မဲဆင်းထုတ်ပြန်မှုတွေတသက်ဆင်အောင်မနေလို့ဟာတိုက်ခံနေရပါတယ်။အဲဒီလိုမဲဆင်းနေဘာလို့မနေရတယ်လဲဆိုတာကိုစစ်ကောင်ရှင်ခန့်လာဝကဝင်းစီဦးမြင့်ကျိုင်းကအော်တိုဘာ10ရက်မနေ့ကပြုလုပ်တဲ့မြေပြင်ကွင်းဆင်းစရင်ကောက်ယူရေးကြည်ကျက်မှုဗဟိုကော်မတီအစည်းအဝေးမှာထုတ်ဖော်ပြောကြားလာပါတယ်။လက်ရှိထုတ်ပြန်ထားတဲ့မဲဆင်းမှာဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့အကြောင်းအမျိုးမျိုးကြောင့်ရွှေပြောင်းနေထိုင်သူတွေဟာ ရွှေပြောင်းနေထိုင်ရာဒေသကအိတ်တောင်စုလူရဲစင်းနဲ့ပြောင်းလာတာမျိုးမရှိတဲ့အတွက်မဲဆင်းပြုစုရမှာကြံရှိကွဲလဲရတာဖြစ်နေရလို့သူကဝန်ခံပြောကြားသွားပါတယ် ဒေတာတချို့မှာမဲဆေးမပြည့်စုံမှုအချက်လက်ကွဲလွဲမှုနဲ့လိုအပ်ချက်တွေအနည်းငယ်ရှိနေလို့ဆိုပြီးလဲဥမြင့်ဆိုင်ကထည့်ပြောသားပါသေးတယ်။ဒါကြောင့်ဆင်းမပါသူတွေအနေနဲ့ခေကောက်ပွဲနည်းဦးတွေပါသတ်မှတ်ပုံစံတွေကိုဖြည့်ဆွက်ပြီးမဲဆေးမှာပါရှိရေးအချက်လက်ကွဲလွဲမှုမရှိစေရေးအတွက်ဆောင်ရွက်ပေးရမယ်လို့စစ်ကော်မရှင်ဝန်ကြီးရဲ့အပြောကိုဒီနေ့တော့စစ်ကော်မရှင်ဝါရဖြန့်သတင်းစာတွေမှာရေးသားဖော်ပြထားပါတယ်။ ဒါပြင်မဲစင်းတွေမှန်ကန်စေဖို့နဲ့မဲဆန္ဒရှင်တွေလိုအပ်တဲ့တောင်းဆိုလားကန့်ကွက်လားတင်စင်လွာတွေတင်ပြရမှာအချိန်ပူပြီးရရှိစေဖို့အတွက်မဲစင်ကတ္တာစင်ညာမှုကိုအောက်တိုဘာ14ရက်ကနေ20ရက်အထိ9ရက်ထပ်မံတိုးမြင့်လိုက်တယ်လို့သိရှိရပါတယ်။ဒါပေမဲ့ရန်ကုန်နဲ့မန္တလေးလိုစစ်တပ်အပြေးဝါထိန်းချုပ်ထားနိုင်သေးတဲ့မြို့ကြီးတွေအပါအဝင်စစ်တပ်လုံးမဲ့ရွေးကောက်ပွဲအပိုင်းတစ်ထဲပါဝင်နေတဲ့ဒေသအတော်များများမှာမဲစင်မကြည့်သူတွေများနေလို့သိရပါတယ်။ င်းနောက်ဆုံးပြပသတင်းကိုတင်ဆက်ပြီးဒီနေ့အတွက်ကျမရဲ့သတင်းတင်ဆက်မှုအားလုံးကိုအဆုံးသတ်လိုက်ချင်ပါတယ်တကယ်ပဲဂါဇာစစ်ပွဲရပ်တန့်ပြီးတမိုင်းမှာကြံ့ရိတ်ခဲ့လေတော့မလားအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရရှိရေးကြိုးပမ်းမှုတွေတဲကအသုံးချခံတစ်ခုဖြစ်တဲ့ဂါဇာဒေသအစ္စရေးဟာမတ်စစ်ပွဲပထမအဆင့်သဘောတူညီချက်ကိုဒီနေ့မှကောင်ထယ်ဖော်ဖို့ရှိနေပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ကဟားမတ်စ်တွေဖမ်းသွားတဲ့အစ္စရေးတစားကန်ခန့်မှန်း48ဟုတဲ့ကအသက်ရှင်သူနဲ့တည်ဆုံးသူတွေကိုပြန်လွတ်ပေးဖို့ရှိနေတယ်လို့အစ္စရေးဘက်ကလည်းပါလက်စတိုင်းအချင်းသား250လောက်နဲ့ဂါဇာဒေသကအချင်းသား1900လောက်ကိုလွတ်ပေးဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ ဒီစီစဉ်ကိုလာမယ့်သတင်းတာနေ့အောက်တိုဘာ17ရက်ဒေသစံတော်စိန်နေ့လယ်12နာရီမတိုင်ခင်မှာဖော်ဆောင်မှုရှိနေလို့သိရပါတယ်။ဒေါ်နန်ထရန့်ကတော့ဟာမတ်စ်အဖွဲ့ကအစ္စရေးတစားကန်တွေကိုအခုပဲစုစည်းနေပြီလို့ပြောလိုက်တယ်လို့သူကိုယ်တိုင်ကူညီပေးကြောင်းဝင်ပြန်ပြေခဲ့တဲ့ဂါဇာငင်းကြရင်သဘောတူညီချက်ဟာခိုင်မြဲမယ်လို့ယုံကြည်တယ်လို့လည်းထက်လောင်းပြောကြားလိုက်ပါတယ်။ တချိန်ထဲမှာပဲတောက်ချာနေကအပြစ်ခတ်ရက်စရေသဘောတူညီချက်စတင်အသက်ဝင်ခဲ့ပြီးနောက်ဂါဇာမြောက်ပိုင်းမှာ ပထမဆုံးညကိုဖြတ်တန်းခဲ့ကြတဲ့ပါလက်စတိုင်းလူမျိုးထောင်ပေါင်းများစွာဟာသူတို့ရဲ့အနေရက်တွေစီပြန်လည်ဝင်ရောက်နေကြပြီဖြစ်ပါတယ်နနစ်ကြာအစ္စရေးဟာမတ်စစ်ပွဲကြောင့်ဂါဇာမြောက်ပိုင်းဒေသမှာအပြည့်စင်များပြားဖြစ်ပေါ်ခဲ့ရပြီးအထူးသဖြင့်ဂါဇာမြို့ကအဆောက်အုံ၃ပုံ၂ပုံကျော်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ် အလုံးကငင်းချင်းပြီးလို့ယူဆနေတယ်။ဒါစာဒေတာကအစ္စရေးရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး BBC ရဲ့အကြီးအကဲနိုင်ငံတကာသတင်းထောက် Lines News ကတော့ဒီဒေတာမှာငင်းချင်းရဲ့စကားသိမ့်ကြရဘူး။နောက်ထပ်မုန်တိုင်းတွေမကြောက်ခင်ခိတတည်ငြိမ်မှုလေးပဲရှိတာပါလို့ရေးသားပြောဆိုလိုက်ပါတယ်။ဒီချိန်နေဟာ Israel စစ်တပ်ကကာဇာရဲ့နေရာတချို့ကနေဆုတ်ခွာလိုက်ပြီးလို့ပြောကြားခဲ့ချိန်မှာပဲသူကပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီတော့တကယ်ပဲကာစာစစ်ပွဲရက်တံမီတမိုင်းမှာကြံရိတ်ခဲ့ဖို့ဆိုတာမင်းရမသေးချဘူးလို့အကဲခတ်တွေကယူဆနေကြပါသေးတယ်။ MBA တနေ့တာကြူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MBA တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။အမပီသူပီတာပါကိုစိတ်နှပြချမ်းမှချမ်းသာပြီးဘဝမော်လေးပြေကြပါစေရှင်။